အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခောင်းပါဒီနေ့မှာကျောင်းမိတ်ဆွေများတို့ငားလာပိုင်းအတွက်တက်တော့ကန်နမိတ်ကြောင့်ကြည့်ပေးမှာဖြစ်ပါတယ်ဗုဒ္ဓဟူသားမိတို့ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးအလောက်ကိုင်းစုံလျောင်လေးကြည့်ပေးမယ်ပြီးရင်ကျွန်ရရလေးလည်းပေးမယ်ဒီရရအောင်လောက်ထားမယ်ဆိုရင်ဒီငားလာပိုင်းမှာကျောင်းမိတ်ဆွေများတို့ကံကောင်းခြင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်ရရအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ ဒီ၅လပိုင်းမှာဘုဒ္ဓသာမိအတွက်ကံကောင်းနေလားကံဆိုးနေလားနှခုနဲ့မေးရင်ကောင်းအားက90လောက်ရှိပါတယ်တတိထားရမှာက90လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်၁တစ်ချက်နေနဲ့ငွေရင်းကြီးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကောင်းပါတယ်ငွေတွေမထင်မှတ်တာပဲဝင်လာတာမျိုးအောက်စာပစ္စည်းတွေစုမိဆောင်မိတာမျိုးတွေဂျုံတွေ့ရမှာဖြစ်ပါတယ် ကောင်းနေတာတစ်ခုကလုံးဝမရအောင်ထင်တဲ့ငွေကြေးအဥ္စာပစ္စည်းတွေကပြန်လည်ရှာရှိတတ်ပါလေ။ဒါကြောင့်ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်တော့ထိုက်တလောက်လေးဝင်လာတတ်ပါလေ။ကောင်းတယ်လို့ဆိုရပါမယ်။အထူးကျူးစားရမှာကမိတ်ဆွေကန်နဲ့ပတ်သက်တာဒီချိန်ဒီကာလမှာဒီ၅လပိုင်းမှာလူယုံလုံးဝလုံးဝမထားသေးပါဘူးခင်ဗျာ။လူယုံကြောင့်ကို့မှာဒုက္ခပြတ်တတ်ပါလေ။အခက်အခဲအကျက်တွေရင်ဆိုင်ရတတ်ပါလေ။တစ္ဆာဖောက်တာလေခံရတတ်ပါလေ။ မိတ်ဆွေကံကလည်းဒီအတိုင်းပဲကောင်းသောမိတ်ဆွေရဲ့အကူအညီထောက်ပံ့ကြောင်းအဆင်ပြေအောင်မြင်သွားတာမျိုးတချို့မိတ်ဆွေကြောင့်ကို့မှာအခက်အခဲအကျတွေနဲ့ရင်ဆိုင်ရတတ်ပါလေ။ဒါကြောင့်ပေါင်တင်ဆက်ဆံနေရမှာအထူးယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းပါတယ်ခင်ဗျာ။ဒီချိန်ဒီကာလမှာကိုနဲ့အဆင်မပြေတဲ့မိသားစုဝင်တွေရှိတယ်ဆိုရင်ပြန်လည်တင်းမြတ်ပြီးတော့အဆင်ပြေသွားတာမျိုးခြံရောက်မဲ့ကိစ္စတွေအိမ်ရောက်မဲ့ကိစ္စတွေအဆင်ပြေတဲ့ကာလတခုဖြစ်ပါတယ်။ ိမ်ဝင်လည်းအဆင်ပြေပါတယ်ခြံဝင်လည်းအဆင်ပြေပါတယ်အလွယ်တကူအဆင်ပြေသွားမယ်ဂါလာတကူဖြစ်ပါတယ်အထူးကျူးဆရာမှာကအိမ်အောင်ရေးနဲ့ပတ်သက်တာဘုရုသားမိနဲ့ဒီ9လပိုင်းမှာကိုကလည်းအိမ်အောင်ရေးကံညက်လို့ကိုရဲ့အိမ်အောင်ဘက်ကလည်းအိမ်အောင်ရေးကံညက်နေတဲ့ဂါလာတကူဖြစ်ပါတယ်သူကလည်းကို့ကိုမကြည့်ချင်းကိုကလည်းသူ့ကိုမကြည့်ချင်းတွေးလိုက်တာနဲ့တာတစ်ချက်ချက်နဲ့ဖြစ်နေတဲ့ဂါလာတကူဖြစ်ပါတယ်ဒါကြောင့်မို့ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဘုဒ္ဓသာမိနေနဲ့ဒီ9လပိုင်းမှာ ကိုယ့်ရဲ့အိမ်နောက်ဘက်ပေါ်မှာစိတ်ဆေးပါတင်ကြီးခံပါကိုမှားတာရှိရင်အမြန်ဆုံးတောင်းပန်လိုက်ပါလို့ကျွန်တော်ကကျန်ပြချင်ပါတယ်။ဘာမှမဟုတ်တဲ့လူတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်နောက်ဘက်မှာထိခိုက်တတ်ပါတယ်။ဘေးစကားတွေနားမထောင်နဲ့နားမယောင်နဲ့ဘေးကလူတွေအထူးယူဆိုင်ပါလို့ကျန်ပြချင်ပါတယ်။လူငယ်တွေရမ်းတစ်ချင်တဲ့အခြေအနေနဲ့ပတ်သက်တာအရန်ကောင်းတယ်လို့ဆိုရပါမယ်။အခြေအစင်မပြေတဲ့သူတွေအဆက်တွေပြတ်နေတဲ့သူတွေကိုယ့်ရဲ့ခြေတော်ကိုဥပိ္ပခါပြုတ်သွားတဲ့သူတွေပြန်လဲအစဉ်ပြေတာမျိုးတွေကြုံလို့ရတတ်ပါတယ်။ အရန်ကြီးတော့မဟုတ်ဘူးတရာမှာ80လောက်အဆင်ပြေတယ်30လောက်တော့နည်းနည်းစူးနေတယ်ကာလာမျိုးဖြစ်ပါတယ်ဒါကြောင့်မို့ကြောက်နေတဲ့အကြံပြုရမြင်တော့ရေတရာကိုဖြစ်အောင်လုပ်ပေးပါဦးကျွန်တော်ကခြံပြုချင်ပါတယ်အိမ်တော်ရဲ့ကံကလည်းညက်တယ်အချီကံကလည်းတိထက်ကောင်းချင်တယ်ဆိုရင်ရေတရာကိုဖြစ်အောင်လုပ်ပါခင်ဗျာအထူးကျူးစားရမှာကကို့မှာရန်သူများနေတတ်ပါတယ်အတွင်းရန်သူရောအပြင်ရန်သူရောရှိနေခိုက်တန်ဖြစ်ပါတယ် ဒါကြောင့်မို့ကို့မှာရန်သူများနေတဲ့ကာလတစ်ခုကြောင့်မို့အထူးယူဆိုင်ပါလို့ကျွန်တော်ကခြံပြချင်ပါတယ်။ကိုဘလောက်ပဲလူတွေကိုမြေတားတောင်းဘလောက်ပဲချစ်ချစ်ဘလောက်ပဲကူညီခဲ့ကူညီခဲ့ကိုတခါလောက်မကောင်းတဲ့နဲ့ကို့ကိုရန်သူလိုမျိုးဆက်ဆံတတ်ပါတယ်။ဒါကြောင့်လူတွေကိုယူဆိုင်ပါလူတွေကိုမြုံကြည့်ပါနဲ့လူတွေကိုအသက်နိုင်ဆုံးရှောင်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ်မရှိမနေပြောဆိုရမယ့်ကိစ္စတွေရှိရင်ပြောဆိုရမှာပေါ့ဒါကြောင့်လူတလောက်ပဲပြောပါစကားမများပြောပါနဲ့လို့ကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ ကျမရေးနဲ့ပတ်သက်မယ်ဆိုရင် to view site ပါခင်ဗျာကျမရေးတွေရုပ်တရက်ညံ့တော့တတ်ပါတယ်ခုကမကောင်းတော့တာလောကီပညာလေးနဲ့မကောင်းတော့အောင်လန်းအသက်ပညာလေးနဲ့ပြုစားနှောက်ဆက်တတ်ပါတယ်ဒါကြောင့်မဖျားတရားလေးတွေမြဲအောင်လုပ်ပါလို့အမြဲလုပ်ပါလို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဘာသာလိုက်လေးပေါ့နော်ဒီနှောက်ဆက်တွေအာမဝင်လာနိုင်အောင်ကာကွယ်တာမျိုးပေါ့နော်တနင်္ဂနွေ၃ပါးကိုအမြဲလို့လို့ပွားများနေတာတော့ထုံနေအောင်ကျွတ်တာမျိုးတွေပြုလုပ်ပေးရင်တော့အရန်ကောင်းပါတယ်ခင်ဗျာ ဘောရူတာမီနေနဲ့တာမီကန်နဲ့ပတ်သက်မဲ့ဆိုရင်ရုပ်ကြားလေးအကျုံတော်ခန်းဆောင်ခွင့်ရှိတယ်။တမီမိန်ကလေးတော့ကြောင့်ကို့မှာစိတ်ပူပန်ရတာတွေသူတို့ကြောင့်စိတ်ညစ်တာတွေဒါကြုံလို့ရတဲ့တင်သားလာပိုင်းမှာဘောရူတာမီတွေတမီမိန်ကလေးမွေးထားတဲ့ဆိုရင်အထူးယူဆိုင်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ပညာရေးနဲ့ပတ်သက်မဲ့ဆိုရင်အရန်ကြီးကောင်းတာတော့မဟုတ်ဘူးဆိုပေမဲ့တကယ်ချင်းအပေါင်းအသင်းတွေကြောင့်ကိုယ့်ရဲ့ပညာရေးနှောက်လေးတွားတတ်တဲ့ဆရာကောင်းတမားကောင်းကြောင့်ကိုယ့်ရဲ့ပညာရေးတွေအဆင်ပြေသွားတတ်တယ် ဒါကြောင့်မတငယ်ချင်းတွေပေါင်းတင်ဆက်ဆံနေရမှာအထူးကျေးဇူးပါခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းနေတဲ့ကာလတခုတော့မဟုတ်ပါဘူးအလောက်တစ်စားတင်ခြင်းတဲ့သူတွေအလောက်တစ်တိုးချဲ့တင်တဲ့သူတွေအလောက်ပြောင်းခြင်းတဲ့သူတွေလုံးဝလုံးဝမလောက်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်လက်ရှိလုံနေတဲ့အလောက်ပေါ်မှာလည်းအဆင်မပြေတွေဂျုံလို့ရတတ်ပါကိုယ်နဲ့လက်လက်ပေါ်ကန်ဖက်တွေအတွက်ကြောင့်ကိုယ်မှာစဉ်းကြီးရတာမျိုးဒီလောက်မှမပြောတာမျိုးပြောင်းဆွေးခြင်းတာမျိုးတွေဒါဖွားဖွားလေးပေါ်လာတတ်ပါတယ်ဒါကြောင့်မို့ဘုရားသခင်နေတဲ့ဒီ၅လပိုင်းမှာ ညင်ညင်လေးနေပါခင်ဗျာကိုကအရှင်ပြည်တဲ့ထင်ပြီးတော့ပြောင်းသွားတဲ့နေရာတွေကအခက်ခဲအကျက်တွေနဲ့ရင်ဆိုင်ရတတ်ပါလေဒါကြောင့်စီးပွားရေးအလောက်ကိုင်းနဲ့ပတ်သက်မယ်ဆိုရင်အညံ့တွေကိုရောက်နေတဲ့ဂါလာတစ်ခုဖြစ်ပါတယ်ကောင်းနေတာတစ်ခုကကန်နဲ့ပတ်သက်တဲ့လုပ်တွေကအကျိုးပေးပါတယ်ကန်ဆန်းကျင်တယ်ဆိုရင်တော့ငါးပါးတဲ့နံပါတ်တွေကိုရွေးချယ်ပြီးတော့ဆက်မတေးချာပေါင်းကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကံကောင်းနေတဲ့အကြောင်းကား အဖြူရောင်ရဲ့အနီရောင်ရဲ့ကံကောင်းတဲ့အလိုအစီတော့အသုံးပြုပါအောင်လို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာဒီ၅လပိုင်းမှာဗုဒ္ဓသားမီးနေနဲ့ခီဝေးထွက်တာတွေခီးထွက်တာတွေလုံးဝလုံးဝမလုပ်သေးပါဘူးခင်ဗျာခီဝေးသွားမယ်ဆိုရင်လည်းအကြောင်းကြောင့်ကြောင့်နဲ့ဖြစ်စီတာမျိုးဒါမဟုတ်ရင်ရောက်သွားရင်လည်းအခက်ခဲအကျက်တွေနဲ့ရင်ဆိုင်ပြီးမှရောက်သွားတာမျိုးတွေကျွန်တော်ရတတ်ပါတယ်ဒါကြောင့်မို့အထူးပြုဆိုင်ပါခင်ဗျာရက်ဝေးမသွားသေးနဲ့ကာလတခုဖြစ်ပါ ရေရာလေးကျွန်တော်ပေးမယ်ဒီရေရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာဒီရေရာလွတ်လပ်ခြင်းအပြင်ဗုဒ္ဓသာမီတွေဒီငှားလှပိုင်းမှာကံကောင်းခြင်းတွေကိုယ်စီကိုရောက်လာမှာဖြစ်ပါတယ်ရေရာကိုဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကျောမိတ်ဆွေများတို့ဒီငှားလှပိုင်းမှာကံကောင်းမှုတွေကိုယ်စီကိုရောက်လာအောင်ကျွန်တော်အကောင်းခြင်းရေရာနဲ့အဆိုးခြင်းရေရာနှစ်မျိုးပေးမှာဖြစ်ပါတယ်အကောင်းခြင်းကမိတ်ဆွေတို့ဒီငှားလှပိုင်းမှာကောင်းတဲ့ရာတွေမိတ်ဆွေကိုရောက်ရှိစေဖို့အတွက် ချိန်ချင်းဖြစ်ပါတယ်အစိုးကြီးရတရားကဒီငားလောက်ပိုင်းမှာမကောင်းတဲ့အစိုးတွေပါပြရအောင်လို့ပါကဲဘယ်လိုချိန်မလဲအသေးစိတ်လေးကျွန်တော်ပြောပြမယ်အကောင်းကြီးရတရားအတွက်မိษွေတို့ကဘဲပြုတ်စီစံကိုဖျားအောင်တက်လို့ရမှာဖြစ်ပါတယ်အစိုးကြီးရတရားအတွက်မိษွေတို့ကစပယ်ညွတ်နေရရင်ပိုကောင်းတဲ့စပယ်ခက်တွေပေါ့နော်ဒါလို့အဆင်မပြေဘူးဆိုရင်စပယ်ရွက်နေတဲ့ရပါမယ်စပယ်ရွက်က18ရွက်စပယ်ခက်ဆိုရင်လေဒါ18ခက်ရရင်ပိုကောင်းတယ်ကဲဘယ်လိုချိန်မလဲ ခြေရမယ့်ချိန်ကတောက်ကြနေမနက်7:15မိနစ်ချိန်မှာခြေပါခမတခြားရက်တွေလှုပ်လို့မရဘူးလားမင်းရပါတယ်ဒီနေ့မှလှုပ်မယ်ဆိုဖိတ်ဆိုအတွက်ထူးခြားမှုတွေရောက်မှာဖြစ်ပါတယ်ကဲဘယ်လိုချိန်မလဲဆိုတော့သိစိတ်လေးကျွန်တော်ပြောပြပါမယ်စပယ်ခတ်ကိုမိတ်ဆွေတို့ဖရားရဲ့ကြောင်းဆောင်ရဲ့ညီနာမှာခြာခင်လိုက်ပါပြီးတော့မိတ်ဆွေခြေထောက်နဲ့နေပြီးတော့ခဏအောင်ပြောရတယ်ဘဲပြုတ်စီစံကိုဖရားမှာကတ်လူရမှာဖြစ်ပါတယ်ကဲနင်းချိန်ပွားပြီးဆိုရင်နော်ကတ်လူမယ်ကတ်လူပွားပြီးဆိုပြီးပြီးစီမီတွေပဲထွန်းထောင်း ုတ်လားမွေးတာတွေပဲတော်တော်မိစေတို့တရားရှိတဲ့အရာလေးတွေဖယားကိုကတ်လူပြီးတော့လိုတဲ့စုကိုတောင်းပါတခုခုယူဆရမှာကမိစေကိုချနေနာတဲ့ဇပယ်ခက်လေးတွေကိုလက်နဲ့တော့မကင်ပါနဲ့လက်အိတ်စုပြီးတော့ကင်ပါမိစေကိုလက်နဲ့ဒီလိုသွားကင်လိုက်မယ်ဆိုရင်အဆိုးတွေပြန်ရောက်လာမှာဖြစ်တယ်ဒါကြောင့်မို့မိတ်ဆွေတို့ကလက်အိပ်ပဲပြပြအိပ်ပဲပြစွပြီးတော့ကိုယ့်ရဲ့လက်အသားနဲ့မထိပဲနဲ့ကင်ပြီးတော့သွားစွပြလိုက်ပါခင်ဗျာဒီရေအောင်ခြေလက်ချင်းအားဖြင့် ဒီ9လပိုင်းမှာတလလုံးမိတ်ဆွေတို့ကံကောင်းမှုတွေကိုကိုယ်စီရောက်လာမှာဖြစ်ပါတယ်မကောင်းတဲ့အဆိုးတွေရှိတယ်ဆိုရင်လည်းပပျောက်သွားမှာဖြစ်ပါတယ်ပြောင်းလုပ်ပြီးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ခြားသူတွေမြင်တွေ့ရအောင်လဲ share ချင်းဝင်ပြချင်းမြေကိုလိုယူလိုက်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ကျောင်းမိတ်ဆွေတွေနှစ်အဆကနှစ်ဆုံးကောင်းတဲ့မိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည်စုံပြီးပြောစွန်းတော်မိသားစုပေါင်းတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်မိတ်ဆွေတို့ဆယ်လိုက်ချင်းအပြည့်မိတ်ဆွေနဲ့ကျွန်တော်လည်းကာထပ်တူကူတို့ရမှာဖြစ်ပါတယ် ဒါကြောင့်မို့အတိတ်ဘဝမှာလည်းပထန်းဆက်တို့ရေးဆက်ကိုစုံစည်းရမှာဖြစ်ပါတယ်ကြော်လဲစုံကျင်ပါနဲ့ခင်ဗျာကဲကြော်မေဆွေတွေနောက်နေ့မှာပြန်လဲစုံတွေ့